ဘလောက်တော်တော်လောကကြီးကိုဘလောက်ဖဲ့ကြုံပြုတ်ပြုတ်နောက်ဆုံးတစ်ချိန်ကျတော့လောကကြီးကထွက်ပြရမယ်ကောဘဝတစ်ခုမှာရှားရှိစွာရပ်တိုင်နိုင်မှုမရှိဘူးထွက်ခွာပြရအဲ့ဒီထွက်ခွာပြရခြင်းဟာသေဆုံးရခြင်းပဲဖြစ်တယ်ကောရှားထားတဲ့ဘဝတစ်ခုရဲ့အဆုံးသတ်လုံးဝမကောင်းဘူး ဘုရားလောင်းတွေကအဲ့ဒီအဆုံးသက်ကိုကြည့်ပြီးတော့အသိပညာရှိတဲ့ပုဂ္ဂိုလ်ကလောကကိုဆင်ញင်သုံးသက်တယ်သူတို့ရဲ့ဆင်ញင်သုံးသက်ပုံလေးကိုကြည့်ကြည့်လောကကြီးဟာစိတ်ပြက်စရာကောင်းလိုက်တာမွေးလာရပြီးတော့သိရတဲ့လူဖြစ်ရတယ် သေးပြီးတော့လည်းနောက်တနေ့ရပြောင်းရွှေ့ပြီးတော့ကိုရပြန်တယ်။ကိုရပြီးတဲ့အခါတခါပြန်ပြီးတော့သေရပြန်တယ်။ဖြစ်ချင်းဥချင်းသေဆုံးရင်။မွေးဖွားလာရတာလည်းအခက်အခဲမျိုးစုံပဲ။မွေးဖွားလာပြီးတဲ့နောက်ဟောဟာတဖြည်းဖြည်းရင့်လာပြီးတော့ဥမင်းလာခြင်းဟန်လည်းပဲ။ ခက်ခဲတခုပဲဒါစိတ်တို့မရတဲ့အရာတခုပဲဩမင်းပြီးတော့နောက်တည်ဆုံးသွားရခြင်းဆိုရဟာလည်းပဲဒါစိတ်တို့မရတဲ့အရာတခုပဲမဟုတ်တဲ့ဤလံခဏတည်းအောင်ရှာကြလို့မရသေးဘူးကျူသာနေကြတော့မယ် ဝမထာဝရနေဖို့ဆိုပြီးတော့လောကအတင်ထာဝရနေဖို့ဆိုလူတွေဟာတနေ့တည်းများစူးစမ်းနေကြစေပညာပဲကလည်းပဲစေပညာနဲ့စူးစမ်းနေတာပဲကာထာမန္တရားဝိဇ္ဇာအတ္တပညာတွေကလည်းပဲစူးစမ်းနေတာဟောမသိဘူးစူးစမ်းကြတာပဲအလုံးသို့တော့ခဏချင်းအောင်အောင်မြင်တယ်ဆိုတာမရှိဘူး လောကမှာအတိညာရှိဆုံးပုဂ္ဂိုလ်လို့ခေါ်တယ်။မြတ်ဗုဒ္ဓကတောင်းတိတိကျကျဖွင့်ထုတ်ပြီးတော့ပြောသွားတယ်။နတ္ထိသာတ္တအမရဏံ။ဝိလာပြီးမသေးတဲ့လူဆိုတာမရှိပါဘူးလို့ပြောသွားတယ်။မရှိဘူးလို့ပြောတာတိတိကျကျပြောသွားတာပဲနော်။နတ္ထိသာတ္တအမရဏံ တော့ကကြီးမှာမွေးဖွားလာပြီးတဲ့နောက်အသေးပဲထာဝရနေတဲ့ပုဂ္ဂိုလ်ဆိုတာမရှိပါဘူးဒါကဘယ်အရှိလုပ်ဖို့ကြိုးစားနေကြတာခဏထိအောင်မြင်တယ်လို့မကြဘူးသေးဘူးနော်ပုံမြင်နေတာရှိနေတော့မယ်ဒါပုံမြင်နေမှရှိနေတာလူတွေရဲ့ချုပ်ပန်းချက်နဲ့မျောမှန်းချက်တွေပေါ်ပြနေတာလားဖြစ်တယ် အောင်မြင်မှုကိုပေါ်ပြတာမဟုတ်ဘူးလူတွေဖြစ်ချင်တဲ့ဆန္ဒလူတွေရဲ့မျက်မှန်းချက်လူတွေရဲ့ချိုးပန်းချက်ကိုသာလေပေါ်ပြတာဖြစ်တယ်အောင်မြင်သွားတာတခုမှမရှိလောကမှာအသိဉာဏ်ရှိဆုံးလို့ပြောရတဲ့မြတ်ဗုဒ္ဓသီပင်နဲ့အေးပွေးလာရင်တော့ပရဏန္တံဟိစီဝိတံ လူအသက်ဆိုတာသိဆုံးခြင်းမှာပဲအပြည့်တရမှာဖြစ်တယ်လို့တိတိချာချာတိတိချာချာထုတ်ဖို့ဟောကြပြီးတော့မိမိကိုယ်တိုင်လည်းပဲသိဆုံးခြင်းကိုခံယူသွားတာပဲဖြစ်တယ်အဲ့တော့လောကကြီးရဲ့အခြေအနေကိုကြည့်မယ်ဘုရားလောင်းနေတွေးတယ်လို့ပဲလောကကြီးကစိတ်ပြည့်ဖို့ကောင်းလိုက်တာ ဝေးလာပြီးတော့တဖြည်းဖြည်းဝေရတယ်။ဥပီးသိဆုံးရတယ်။ဖဲရမပတိမြေဟုနောက်တစ်ခါတနေရာရွှေ့ရပြန်တယ်။အဲ့ဒီနေရာမှာလည်းပဲတည်တိုင်းပဲ။ဒါစိတ်ပြည့်စရာကောင်းတဲ့ဖြစ်စဉ်ကြီးတစ်ခုပဲလို့စဉ်းစားတယ်။အဲ့ဒါဖရာလောင်းတို့ရဲ့ဝိပဿနာတရားပဲ။ ပါဠိဘာသာနဲ့ဟောတာတော့မြန်မာလို့ပြန်ပြတာနော်ပါဠိလို့ဟောတာကိစ္ဆဝတ္တယံလောကောအပ္ပနောလောကကြီးဟာစိတ်ပြည့်ဖို့ကောင်းလိုက်တာစာယတိစေဝစီယတိစာပရတိစာဖြစ်လာပြီးတဲ့နောက်မှာအိုရတယ်တေးရတယ် သောတိသဥပပပစ္စတိသသိပြီးတဲ့နောက်မှာပြန်မွေးရတယ်စပြက်ဖို့ကောင်းလိုက်တာသာဝရနေလို့မရဘူးအဲ့ဒါဘာကြောင့်ဖြစ်နေရတလဲလို့စဉ်းစားလိုက်တာဘုရင်သိတာဟာဘာကြောင့်ဖြစ်တာရောလို့အကြောင်းရှာလိုက်တယ်သာတိပစ္စယသရဏမရဏ ငါတို့အိုးရာသေးရာဟာမွေးလာလို့သာဖြစ်ရတာဒါအဖြစ်ထုတ်တာဘယ်အလုံးနေရအဲ့လိုစဉ်းစားတာအဲ့တော့ဘယ်ပြစ်ဆက်တော့ဘတ်ခေါ်တာနောက်ကြောင်းပြန်လိုက်တော့နော်အကြောင်းရှာတယ်ဘာကြောင့်အိုးနေဘာကြောင့်သေးရလဲအကယ်၍လောကကြီးမှာငါမဖြစ်ခဲ့ဘူးဆိုရင်အိုးစရာမရှိဘူးသေစရာလည်းမရှိဘူး ငါဖြစ်လာလို့ဒါလဲဦးချင်းသိချင်းနဲ့ကြုံရတာဖြစ်တယ်။ဒါဖြင့်ဇာတိဆိုတဲ့အဖြစ်တရားဟာဘာကြောင့်ဖြစ်လဲ။ဘဝပစ္စယဇာတိကိုလုခဲ့တဲ့ဘဝကိုဖြစ်ပေါ်စေနိုင်တဲ့ကံတရားတွေချောင်းပဲ။ဘဝကိုတိဆောက်တဲ့ကံတရားတွေချောင်းဘဝဆိုတာဖြစ်ပေါ်လာတာဖြစ်တယ်။ ဒါဖြင့်ဘဝကိုဖြစ်ပေါ်လာတဲ့ကံတရားတွေဟာသူ့ဟာသူဖြစ်ထလာပဲဆိုမဟုတ်ဘူးဥပါဒနာပစ္စယဘောဘဝကြီးပေါ်မှာအထင်မြင်လွဲမှားမှုနဲ့ဆွဲလမ်းမှုတင်းတင်းကိုကြောက်ဖြစ်တယ်အထင်မြင်လွဲတယ်ဆိုတာအမှန်မသိတာ illusion ဖြစ်နေအမှန်မသိလို့ရှင် illusion ဖြစ်နေအဲ့ဒါကိုဥပါဒံလို့ခေါ်တယ် ဥပဒံဆိုတာထေတနာနဲ့ဒိဋ္ဌိကိုခေါ်တာပဲတောင်းမို့ဘဝကြီးကိုအမှန်တမ်းမမြင်ခြင်းဟုတ်တယ်လေကိုမြင်တာအမှန်တမ်းမြင်တာမှမဟုတ်တာတလွဲမြင်နေဘယ်လိုတလွဲမြင်နေတော့ဆိုလူတွေဟာနမေရီတီးတီးမဲ့ပြီးတော့လေးပဲတွေတတ်ထားတယ်တကယ်ရှိကိုတွေ့ကြည့်ရင်ယုံနဲ့နာမရှိတယ် 都有过，有都难过呢。小的那年，那苦难为多少他啊！写的。